ူကအခုဖေတချင်းနဲ့မေတချင်းနဲ့ဆိုတတ်တယ်လေ။သူဆိုနေတဲ့ခါကျရင်ကိုကစိတ်ကောင်း။သူ့အမေလည်းအခုလိုဝင်းနေရတော့ကိုလည်းစိတ်ကောင်း။အဲ့ဒါအများကတော့အမေတချင်းနဲ့တော့ဖွင့်ခိုင်း။မမေကြားပါသေးဘူး။ကလေးလေးဆိုတဲ့တချင်းလေးအဲ့လိုဖွင့်ခိုင်းတယ်။မနေ့တိုင်းဖွင့်ခိုင်းတယ်။သူ့အမေကလည်းအဲ့လိုပြောလိုက်လို့ရှိရင်ငိုရော။တို့တာမီညောက်တဲ့စိတ်တည်းမကောင်းတာပဲရှိ။တာမီညောက်နေကြတဲ့လည်းဝေးနေရောလေ။ကိုယ့်ရဲ့စိတ်ထဲမှာ သူတို့တာမီညောက်တော့စိတ်မကောင်းတာလည်းရှိတွေ့မိတယ်ကံမကောင်းမမတော်တော်ကံမကောင်းတာဒီထက်ကံမကောင်းတာလည်းရှိပါတယ်ဒါမှမဟုတ်ပြောချင်ပါအញ្ញကဆိုးလို့ပါညီမလေးတို့တော့မြဲအားပေးနေပါတယ်စိတ်တမကြနဲ့ဘာကြီးရှိနေသည်ခလေးတို့ဘာမှမဖြစ်ဘူးဘာကြီးကချာသူကျွေးသွားမှာသူ့ဖေအတုံးလာတဲ့ကတုံးလာတဲ့မွေးပြီးတော့ဟိုဟာထားခဲ့တယ် အလုပ်သွားမယ်ဆိုတော့အဲ့နဲ့တမန်ပြောဟဲ့မီလေးဘာဖြစ်လို့မြောက်ချောင်းဆက်လိုက်တာလဲအဝေးဘူးဆိုတော့ငါကြီးအလုပ်သွားတာတဲ့အဲ့လိုပြောတယ်အဲ့လိုပြောအဲ့နဲ့ခဲအားဆိုလည်းနေစချမ်းသာပြီးရပဲဆိုပြီးသွားတယ်အဲ့နဲ့ပြီးလဲပေါ့တော့ကြပြန်မလာတော့ဘူးနည်းနည်းလဲကြာကြာရောသူနဲ့အင်းရရောကြာမွေးတေးတာနဲ့ဟိုဟာတုံးရပဲกว่าတယ်သူတို့ဖေကပေသွားတာနဲ့အမိကလေးတွေရဲ့ဖေလေပြီးလိုက်ပြီးတော့အိမ်မလည်းခေါ်သွားလို့မရဘူးလေအိမ်မခေါ်သွားလို့မရအောင်ရောက်ကမှလည်းလက်တက်မခံဘူး အားကြောင့်မလို့အားနဲ့ပြလဲပြီးတော့မားရဲရဲတယ်ဘယ်လိုလုပ်ရမလဲမသိဘူးအိမ်မှာတော့ခေါ်ထားလို့မရဘူးလို့ငါရောက်မှလည်းနင်းဖြစ်ဘူးအားကြောင့်မင်းအဆိုချင်အမေတို့ရှိသွားမားကြီးဘုန်းဖြစ်မားကြီးအဆင်ပြေ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 လိုက်ရှာရှာကြည့်တာနှစ်ယောက်ကြောင်းရှာကြည့်လို့ဆင်ပြေဘူးဆိုဘယ်မှမသွားနဲ့အမေတို့ရှိသွားဆိုတော့ဆိုအချင်ယောက်ျားကတေးသွားတယ်အားနဲ့ပြလဲပေါ့သွားလဲသွားအမေမတွေ့ဘူးမတွေ့လဲမတွေ့တော့အမေတို့ရှိသွားရောက်ကောရောက်လဲရောက်အားနဲ့ခလေးကိုညီမရှိမှထားခဲ့တာထားခဲ့ပြီသူ့ယောက်ျားကိုလိုက်ရှာ နေဘယ်လိုလုပ်မလဲမားကြီးကမိလေးကိုခလေးလာဖို့ပါဆိုခလေးသွားပို့လိုက်တယ်နိသွားပို့လိုက်ပို့လိုက်ဝင်သူ့ရဲ့ကြောင်ရှာမတွေ့ဘူးလေအဲ့မားကြီးပြန်တော့မယ်နော်ဆိုတော့မားကြီးရဲ့တဲ့မိလေးဘယ်လိုလုပ်ရမလဲပေါ့နော်အမေကလည်းသူကလည်းနောက်ကြတယ်ဆိုတော့လေအဲ့မိလေးဘယ်လိုလုပ်ရမလဲဆိုကဲအဲ့ဆိုလို့ရှင်လေနေဘယ်လိုလုပ်မလဲမားကြီးရဲ့ဒီမှာအလုပ်လာလုပ်ပါဆိုတော့ကဲအဲ့ဆိုလည်းငါ့ကိုရအောင်ပြောပေးဆိုတော့ဆိုတော့သူကဒီမှာအလုပ်ရအောင်တော့ပြောပေးတယ်စီပင်မှာငငယ်လေးပဲရှိသေးတယ်စီမှာပြောလဲပြောလို့အဲ့နဲ့ဟိုမှာလောက်တကယ်တကယ်တဲ့တော့နောက် တလားလောက်နေတော့ရပါတယ်မ ాయి ရေလုံးရပြီကိုလမ်းခေါ်လမ်းခေါ်တော့အဲ့နဲ့ဟွာဗာလဲကျောက်ခမတမီးကတော့တမီးမလေးစီသွားတော့မယ်လို့ဟွာဗာလဲမေးသားလည်းမရှိတော့ဘူးဆိုတော့လို့တမီးကလည်းတမီးဆောက်ရှောက်တော့မယ်လို့တမီးရဲ့မသွားပါနဲ့တဲ့အမေလုတ်ကြည့်ပါမယ်တဲ့ရောက်ခမပြောနေ။နှစ်ယောက်တော့မထည့်ဘူးလေခလေးအငယ်မလေးပဲခေါ်လာခဲ့တယ်။အကြီးမလေးကိုဟာရောက်ခမနဲ့ထားခဲ့တယ်။ခေါ်လာပြီးတော့ဒီလိုပဲ ရအောင်လဲလောလောလောပေါ့ကိုကိုရညီမရလိုင်းငတ်တစ်ခန့်ယူလိုက်တယ်ဥမေရတော့အဝေးမှာတတဲ့ရရတစ်ချက်မရတစ်ချက်အလုပ်ကလည်းမရအောင်သုံးလရတဲ့ရှိရမို့ခုနှစ်လခုနှစ်လလောက်မှာအဆင်မပြေဘူးတော်တော်ဒုက္ခရောက်တယ်အဲဘာကြီးမိလေလှုပ်ထွက်လို့တော့မင်းဆိုတော့အခုရတဲ့နေရာမှာလည်းအဆင်မပြေဘူးတတိယရတယ်တတိယရမိုင်းရဲ့အဆင်မပြေသလိုပါပေါ့အဆင်ပြေတယ်ဟုတ်လို့သုံးနှစ်ရရချက်တာပေါ့တနာစရာလေးသူ့ဘဝဘာဖြစ်လို့ပို့ပြီးချက်လဲဆိုတော့ သူ့မေယာတမကောင်းလေရန်လည်းမဖြစ်ပဲနဲ့လုံးဝဖြစ်သွားတော့မေးတယ်အအဖေကတော့မရှိတော့ဘူးလို့ပြောထားတယ်အမေကတော့မေမေမီးလေးနော်လို့ပြောထားတယ်ကျန်တာတော့မပြောထားဘူးမေမီးလေးအသူ့မေးလို့ရှင်မေမေကဘာသားလို့တာလဲဆိုရှင်မေမေကသမီးစားဖို့အတွက်အလုပ်သွားတာအဲ့ဒါနဲ့အဲ့လိုပဲဒီမှာအဲ့လိုပဲငငယ်ကလေးငယ်တော့တော့ကိုပဲအလုပ်စင်းပြီးသူကတော့ညီမရှိနေသေးရသူ့ကိုဘာမှတော့မဖြစ်စေချင်အဲ့လိုဖြစ်မနော်တာသမီးကိုကမွေးထားတယ်လို့ခံစားရတယ်ကိုကမွေးထားတယ်လို့ပဲ ဘာဖြစ်လို့တသက်လေးတည်းอ่ะလေကိုနဲ့ဟိုနဲ့ဖြစ်ခဲ့တာဆိုတော့ဘလူဘာပြောမကြိုက်ဘူး။ तू อ่ะအခုဖေတချင်းနေမေတချင်းနေဆိုတတ်တယ်လေ။ तू ဆုံနေတဲ့ခါကျရင်ကိုကစိတ်မကောင်း။ तू အမေလည်းအခုလိုဝင်းနေရတော့ကိုလည်းစိတ်မကောင်းအဲ့ဒါအဲ့တော့မသိဘူးရှိလားမရှိလားမသိဘူးအများကတော့အမေတချင်းနေတော့ဖွင့်ခိုင်းတယ်။မမေကြားပါသေးဘူးကလေးလေးဆိုတဲ့တချင်းနေအဲ့လိုဖွင့်ခိုင်းတယ်မနေ့တိုင်းဖွင့်ခိုင်းတယ်။ तू မေရလည်းအဲ့လိုပြောလိုက်လို့ရှင်ငိုရော။အဲ့ဒီချင်းရလို့ရှင်တော့ကိုရှိနေသေးတယ်။တမီးက သမီးသမီးရှိနေတွေဒီကလေးတွေဘုန်းကြီးဖြစ်မယ်သမီးကိုခံစားကြပေါ့ကိုမရှိလို့ရှင်ဒီကလေးလေးတွေဒီကလေးပေါ့နော်ဘလို့နေမလဲအဲ့ဒါပဲတွေ့တာဟမ်တောင်းခဲ့တယ်ပေးကလေးလေးကိုပေါ့နော်ဘုန်းကြီးစိတ်ချပေါ့ဒါကြီးနဲ့မြတူမလေးကိုနောက်မင်းစားအပေးဘူးလို့ပြောလိုက်တယ်ဘလို့ကြောက်လဲဆိုတော့ကိုညီမလေးကကံမကောင်းခဲ့ဘူးလေကံမကောင်းခဲ့တော့ကိုကလည်းသမီးလေးတွေဆိုတော့မပေးဘူးဘလို့ပဲဒုက္ခရောက်ရောက်ညီမနှစ်ယောက်ဘုန်းကြီးဖြစ်ခဲ့တယ် အမေပဲခေါ်တယ်အမေကနှစ်ယောက်ရှိရဲ့တဲ့မမေစာကြည်နဲ့မမေမီလေးတဲ့ချစ်တာပဲတည်ရဲ့ချစ်ချင်းမြတ်တာကတော့ပြောမဆိုတော့ဘသူနဲ့မှတော့ကိုသားသမီးမွေးထုတ်ထားတဲ့သားသမီးလိုပါတော့တို့သားမီးနှစ်ယောက်တည်းစိတ်ထဲမကောင်းတာပဲရှိသားမီးနှစ်ယောက်နေကြဲသားနဲ့ဝေးနေရောလေကိုယ့်ရဲ့စိတ်ထဲမှာတို့သားမီးနှစ်ယောက်တည်းကိုစိတ်မကောင်းတာပဲရှိသူသမီးလေးကိုဆောက်ရှောက်ပါတဲ့ဟိုလိုပေါ့နော်ကိုကလည်းတွေးပါတယ် အရင်နေခဲ့တဲ့နေရာမှာသူ့ဖေမြက်လာချောင်းနေလားလို့ပေါ့နော်ဘာမှတော့ပြောချင်ပါဘူးဒါပေမဲ့လှုပ်ရက်တယ်လို့ပြောပြတာပေါ့နော်ဒါပေမဲ့သူ့မိရလည်းအခုချိန်ကြီးစောင့်နေတုန်းပါပဲဒါပေမဲ့သူ့ကိုယ်တိုင်ကဟိုကဆက်သွယ်မလုပ်တော့တာလေမသိပါဘူးတက်ရှယ်ကမရှိဘူးမပေးလာပြန်ခေါ်လဲဘာဖြစ်လဲကိုကငငယ်လေးတည်းကနည်းမွေးထားရတာလေဘလို့ပဲဖြစ်ဖြစ်ကိုခက်ခဲနေနဲ့အများကြီးတည်းကမွေးထားရတာမပေးနိုင်ဘူးအပေးနေတာဒါပေမဲ့ဘလို့ပြောမလဲသူတို့မိသားစုလေးတွေခုနှစ်ဖြစ်ပြန်ပြီးခုနှစ်ဖြစ်ရခြင်းတော့ ကိုညီမလေးကြည့်ပြီးရင်တော့သဘောပေါ့နော်ကိုသမီးတွေပြောရင်တော့မှမကြိုက်ဘူးဘာဖြစ်လဲသူကအမေနဲ့ဝေးနေရလေအဖေကလည်းဘယ်စီလို့ဖေမှမသိဘူးအားကြောင့်မို့သူတို့နှစ်ယောက်ကိုလည်းပြောတယ်အေးဟာသမီးနှစ်ယောက်ခလေးကိုလည်းမနိုင်အနိုင်မကျင့်နဲ့ဘာဖြစ်လို့လဲဆိုတော့သူ့မိကပြန်လာခဲ့ဆိုရှိလို့ရှိရင်သူ့အမေမျက်မဟုတ်ဘူးဆိုလို့ရှိရင်သမီးညီမလေးခံစားရမှာဆိုလို့တခါလေးပြောပြတာဒါကမေမေနော်အဲမေမေကနှစ်ယောက်ရှိတယ်ကိုညီမလေးလည်းမခံစားစေချင်ဘူးခလေးကိုလည်းတခါလေးဖွင့်ပြောထားတာအဲ့လို တွေးမိတယ်ကံမကောင်းမြမတော်တော်ကံမကောင်းတာပြစ်ထက်ကံမကောင်းတာလည်းရှိပါရဲ့ဒါမှမဟုတ်ပြောချင်ပါအရင်ကံဆိုးလို့ပါမြမလေးတို့အများအားပေးနေပါတယ်စိတ်ထက်မကြနဲ့မာကြီးရှိနေသည်ခလေးတို့ဘာမှမပူနဲ့မာကြီးကချာပွေကျွေးသွားမှာအများအားအဲ့လိုတော့ပြောတယ်ညောက်ညောက်ကြရင်တော့ခိုးရလုံနဲ့ရတယ်မြမလေးပူပူရတယ်သူကနေ့တိုင်းဆိုသူကမိုင်းနဲ့တခါတည်းဆိုလို့အဲ့လိုမျိုးဖုန်းလေးနဲ့ဖုန်းလေးနဲ့လေအဲ့လိုမျိုးဟိုကဟိုလိုကြီးတော့မရှိဘူးပေါ့မနစ်သမီးလေးဆိုတော့ပေါ်ပေါ်လဲနေပြီနော်မာကြီးရဲ့ခလေးကိုစပင်လေးမညက်ပေးပါနဲ့တက် အဲ့ဒါချစ်ဖို့ကောင်းတယ်သူများနိုင်ငံမှာရောက်နေရောက်စားခံရလားမသိပါဘူးဖတ်လို့လည်းမရအောင်အဲ့လိုမျိုးပေါ့ဒုက္ခရောက်နေပါဘူးနော်ညီမလေးကလည်းဒီမှာမပို့နိုင်ဘူးပတ်ဆက်အဲ့လိုမျိုးပေါ့တော့ကလေးတွေနဲ့အဲ့လိုမျိုးဆိုကိုမျိုးပါလည်းတင်ပြထားတာဆိုတော့အဆင်မပြေဘူးသူတို့သူတို့သားမီးညောင်တော်တော်တနာဖို့ကောင်းကိုယ့်ဘက်ကိုပြန်ကြည့်ရောလဲဒါမဲ့သူတို့သူတို့သားမီးညောင်သူ့ကိုတော့မနှံ့ဖြစ်နေအောင်သူ့သမီးလေးကိုတော့အမြင်အကောင်းဆုံးဖြစ်အောင်တော့ဆောက်ရှောက်ပေးမယ်လာမယ့်နှစ်ကျရင်ကလေးကိုဒီနားလေးရဲ့အကြောင်းမှာကိုယ့်ရဲ့စိတ်ကူးထဲမှာမူကြိုးပို့မယ်အဲ့လိုမျိုး ကန်ဆိုးတယ်တကယ်ကိုကန်ဆိုးတယ်ကိုကိုလေအရင်ပူတိပူတက်လောက်တာတနာလို့အဲပို့ပြီးတော့ကိုကပို့ပြီးတော့ချစ်တယ်ပို့ဖက်ခြင်းလည်းမခံခဲ့ရဘူးပေါ့နော်ကိုသားသမီးတွေတော့မလုပ်ဝေးနိုင်ဘူးမွန်းနေတယ်ဒါပေမဲ့တစ်နှစ်တုန်းကတော်တော်ဒုက္ခရောက်တယ်အခုလက်၃နှစ်နှစ်နှစ်ကနှစ်နှစ်နဲ့၃နှစ်နဲ့လုပ်ဝေးတယ်မရှိလို့လုပ်ဝေးတာမဟုတ်သူကလေလှုပ်ခိုင်းတယ်အဲ့လိုမျိုးသူ့ကိုမွန်းနေကိတ်ခွဲပေးအဲ့လိုမျိုးသူတို့တွေသူတို့ရဲ့ဆန္ဒပါပဲသူတို့ဖြစ်ချင်တဲ့ဟာလေးကိုဆန္ဒဆိုတော့လဲလဲမမာလေးပဲဖြစ်ချင်တာပေါ့ လေလေမမလေးနဲ့ပြောမဆိုရင်ဘယ်လိုပြောမလဲကောင်းကောင်းမလို့ပဲဖြစ်ချင်တာကျွေးလဲကျွေးနိုင်မယ်ချစ်လဲချစ်ပေးနိုင်မယ်ကိုသားသမီးတွေနဲ့တန်းတူပေါ့